ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တည်အောင်လည်းမင်္ဂလာပါ Mickey Arteta ရဲ့ Arsenal သင်းကားတော့ဒီနေ့ရာသီမှာသူတို့ခရိုင်နစ်တွေကအပတ်ရုပ်ခဲ့တဲ့ပွဲတွေအားလုံးကိုတေချာဂယုစိုက်ပြီးတော့ပြင်ဆင်လာခဲ့ပြီးတော့ကျွန်တော်တို့အမြဲတမ်းကစားရခက်တဲ့ Fulham ရဲ့ Craven Cottage မှာတကူးကူးရှိတဲ့နိုင်ပွဲရတယ် ီပွဲကလည်းနောက်ထပ် set piece ကပဲအနိုင်ရခဲ့တာဖြစ်ပြီးတော့ clan ရဲ့ခံစစ်ကြစ်လင်မှုကိုထပ်ပြီးပြသခဲ့တယ်ဆိုတော့ arsenal သင်းတိုက်စစ်က yokreske saka ရဲ့ trosso ရဲ့ aberichi az ရဲ့တွဲခဲ့ပြီးတော့ queen le က rice နဲ့ danglar rice နဲ့ superman တီထားတယ်ခံစစ်မှာတော့အခုအတွဲမိနေတဲ့ ricardo calafiori ရဲ့ gabriel ရဲ့ saliba ရဲ့ timba ရဲ့ kozma raya ပေါ့လေဟိုဘက်ကတော့ raul jimenez ကိုအထောင်ထားပြီးတော့မှ harry wilson ရဲ့ lse wobi နဲ့ queen le က ထွန်ကန်ဒီကိုစန်တပတ်နဲ့တွဲတယ်ဆိုတော့ဒါအခုလောလောဆယ်မှာဒီပွဲမှာ မာကိုဆေးပါအသင်းကတပွဲလုံးတိုင်းတာနဲ့ကြည့်ရင်အာစနယ်ဘက် ကိုရှော့အွန်တာဂက်မမေရရမရှိခဲ့ပဲနဲ့ဒါဘယ်လိုပြောမလဲဆပ်ပီစီကပဲအားကိုးတယ်ဒီနေ့အာစနယ်ကဂိုးပေါက်ကန်သွင်းမှု chance တွေ half chance တွေအပိုင် chance တွေရတယ်ဖီတာယက်ကရက်စကူတိုင်း ဒါတစ်လုံးတစ်လုံးမဟုတ်သူနှလုံးရတယ်သူကြားထဲကဖြတ်ပြီးပေးလိုက်တဲ့အလုံးကိုဘန်လန်းတော့ဆေးသွားတာနှစ်ကြိမ်ရဲ့သူကိုယ်တိုင်ဒါဖူအန်နောက်ခံလူအမားကနေအပိုင်တန်သွေးပွေထားပါတော့သူကိုယ်တမဆေးသွားတဲ့နှလုံးဟာယိုကရက်ကိုတိတ်ပြီးပြောလို့မရဘူးကန်တဲ့ဘိုင်းမှာနည်းနည်းတော့အားနေသေးတိုင်အောင်ကိုယ်တမကဆေးသွားပေးမယ်အဲ့ဒီအပေါ်ထောင်ကန်လိုက်တဲ့အလုံးကယိုကရက်ကကိုရသိနေဒါမဲ့လည်းပြေးသက်တော်တော်များများတော့ပြောမလို့ဆက်ပီးကနေကိုသွင်းဖို့ခတ်တယ်ဆိုမှအမှန်တိုင်းပြောရင်ဖူအန်ကခတ်တယ် ဖူဟန်ကွေးမှာအာစနယ်ဟာအမြဲတမ်းခတ်တယ်အာစနယ်ဟာဖူဟန်ကွေးမှာနောက်ဆုံး200ရာဒီဆက်တိုက်2-2တပွဲနော်2-1တဲ့တပွဲရှုံးတယ်1-1တပွဲသေချတယ်ဆိုတော့ဒီအင်းကကိုယ်အတွက်ဘူကီတင်းလို့တောင်ပြောလိုက်ရတယ်ဒီဘက်နောက်ပိုင်းနှစ်တင်မှာဒါပထမပိုင်းမှာမေမေယာယာထိုးပေါက်တိုက်စစ်စစ်မှုမရှိဘူး half chance လေးတွေရှိတာမှန်ပေမဲ့အရင်ထိုးပေါက်ဆရာမရှိဘူးဒါပေမဲ့ခက်ရကလည်းဖူဟန်ကလည်းအာစနယ်ခံစစ်ပိုင်းကို ဘာမှ pressure မပေးနိုင်တဲ့အချိန်တွေပဲဒုတိယပိုင်းမှာ Arsenal ကစားဖို့နည်းနည်းပူကောင်းလာတယ်ပွဲကိုထိန်းချုပ်လာတယ်စပြီးတော့ game ကနည်းနည်း open ဖြစ်လာတဲ့အချိန်မှာတောင်းကန်ဘောရသွားတယ် ice piece ကနေပဲ Leandro Torso ကပခါယူဆာကာရဲ့တောင်းကန်ဘောကို Gabriel ကောင်းတိုက်ချတာကနေ far post မှာသူပိတ်သွင်းသွားတယ်ဒါကဘာပွဲနဲ့သွားတူလဲဆို Manchester United နဲ့ပွဲတုန်းက similar ပဲ Calafiori ပိတ်သွင်းတဲ့ပုံစံပဲအဲ့မှာ1-0 up ဖြစ်တယ်ဆိုတော့အဲ့ကနေစပြီးတော့ Fulham ဘက်က စပြီးတော့ game ကို open လုပ်ဖို့အတွက်သူတို့ကဒါဘယ်လိုပြောမလဲဆိုတော့ Kevin တို့ Emery Smith တို့ကိုထည့်တယ်အဲ့မှာ LSU ကတစ်ယ်ရုံးဝင်သွားတဲ့အချိန်မှာသူ့ရှီမှာဘောလုံးတော်တော်လေးရပြီးတော့တောင်းမန်တွေကိုတောင်းလျှောက် pressure ပေးတယ်ဒါပေမဲ့ဒီနေ့ Arsenal တင်းရဲ့ဒါဒီပြောမလဲ defensive shape နဲ့ကွင်းလယ်ခံစစ်အတွဲဟာတော်တော်လေးငြိမ့်နေတယ် တိုက်စစ်ကို going forward ပိုင်းမှာဒီနေ့တိတ်အားမရတာမှန်ပေမဲ့ခံစစ်မှာပြိုင်ဘက်ကိုလုံးဝကိုအခွင့်အရေးမပေးဘူးဒီချက်ကအာဆင်နယ်တင်းရဲ့ရှိတ်ပဲဦးဒီနေ့ပွဲမှာဆိုရင်အာဆင်နယ်ကခံစစ်ပိုင်းမှာတော်တော်လေးချစ်ချစ်လေးလေးနဲ့အခုနှစ်ပွဲဆက်တိုက်ပေါ့လေပြီးခဲ့တဲ့ပွဲမှာရောဝက်ဆန်ရဲ့ပွဲမှာရောဒီပွဲမှာရောနှစ်ပွဲဆက်တိုက် လုံးဝရှင်တာဂက်မရှိအောင်ကစားနိုင်ခဲ့တယ်။ဒါက back to back ရှင်တာဂက်မရှိအောင်ကစားနိုင်ခဲ့တယ်။ဒါ2003 2004နောက်ပိုင်းဒါ Arsenal သင်းကရှင်တာဂက်မရှိဘဲကစားနိုင်တဲ့ပထမဆုံးမှတ်တမ်း။ဒါအကြီးကြီးအဖြစ် Saliba ရော Gabriel ရော Raya Raya ဆိုရင်ပထမပိုင်းမှာ Harry Wilson ရှိက half chance တွေဒီလန်ကန်တာကလွဲရင်သူကြကြဘာမှမရှိဘူး။ဂိမ်းက Arsenal က dominate တော့လုပ်ထားနိုင်တယ်။ ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ clear cut shot တွေကိုအများကြီး create မလုပ်နိုင်ဘူး63%ထိရထားတယ်ဒါပေမဲ့တကယ်အရေးကြီးတဲ့ final decision ပိုင်းမှာ Fulham ရဲ့ defensive line ကိုမကြုံနိုင်ဘူးသူတို့က low block mid block ကစားတဲ့အခါမှာ Arsenal က tight area မှာထွက်လို့မရဘူး Aberichi Azela struggle ဖြစ်တယ် Rice လည်းထင်သလောက် attacking ပိုင်းမလိုက်နိုင်သလို Trosso ရဲ့တစ်ချက်ချက်လွတ်သွားတဲ့အလုံးကလွဲခြင်း Calafiori တလုံးဆိုရင် Trosso ပြည့်ရဲ့လုံးကတကယ် quality ပဲဒါ offside ဖြစ်သွားလို့ဆိုတာအဲ့လုံးကတကယ် world class quality finishing ပဲဒါပေမဲ့ဂိုးမရဘူးပန်နတီရမယ့်အချမ်းရှိတယ်ပန်နတီနဲ့ပတ်သက်လို့ကျွန်တော်တို့သိမပြောဘူးဘာလို့ဆိုတော့ area ထဲမှာပန်နတီဖြစ်တယ်အန်တရီဒေတာကပန်နတီပေးတယ် VR ပြန်ကြည့်တဲ့အချိန်မှာဘောလုံးထိသွားတယ်ဗျဘောလုံးထိသွားတဲ့အတွက်ကြောင့်အဲ့ moment ကျတော့ပန်နတီမပေးဘူးထားပါတော့ဘောလုံးထိတာမှန်ပေမဲ့ follow through ကခက်ကြမ်းကြမ်းဖြစ်တယ်ဆိုရင်တော့ maybe different different view နဲ့ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ penalty decision မှာ ဒီ Kevin ကဘောလုံးထိသွားတဲ့အချက်ကြောင့်ဘယ်နဲ့ဒီမပေးဘူးနောက်တစ်ခုကအိဒီယာထဲမှာ Lucas ကိုဆွဲတာအဲ့လုံးကဘောလုံးကခိုးဘက်ကိုသွားလို့ဆိုပြီးသူတို့ဆုံးဖြတ်ချက်ကမပေးဘူးလေဒါကျွန်တော်အမြင်တော့အဲ့ penalty penalty ကဘယ်လိုပြောမလဲဆာကာလုံးကကျွန်တော်တော့ဆက်စားခြင်းဖြစ်တော့တော့ penalty လို့ထင်ပေမဲ့တကယ်တော့အဲ့မှာ Kevin ဘောလုံးထိတာကိုမြင်ပြီးကြတဲ့ကျွန်တော်တော့သွားပြီး penalty မရဘူးပေါ့လေဘာလို့ဆိုတော့ penalty ပေးလို့မှမရတာအိဒီယာထဲမှာ foul တာမှန်နေအဲ့လုံးကမမရရ Kevin ဝင်လာပြီးပထမဆုံးထိချက်ရဲ့ challenge မှာ foul ဖြစ်ပြီးတော့ penalty ရလို့ညီမဖြစ်တယ် မခါယိုစကာကိုတိုင်အပိုင်ကန်ခွတ်တလုံးရတယ်ယူကရက်စ်ကနှလုံးပြီးတော့ clear catcher အပေါ်ထောင်တာတလုံးရဲ့ Gabriel Martinez ဒီလို Arsenal ဘက်က more than decent တပ်ပူတဲ့ chance ပူရခဲ့တယ်ဒါပေမဲ့ finish ပိုင်းအားနေတယ်ဆိုတော့ဒီနေရာမှာ set piece ကိုပဲအားကိုးနေရတယ်ဆိုပေမဲ့ဒီပွဲတွေကကျွန်တော်အမနစ်ကအမြဲတမ်းအမှတ်ရော့တဲ့ပွဲတွေ West Ham ကိုကျွန်တော်အမှတ်ရော့တယ်နောက်ကျွန်တော် Newcastle ကိုအမှတ်ရော့တယ် Fulham ကိုအမှတ်ရော့တယ်ဆိုတော့ဒီအမှတ်ရော့တဲ့ပွဲတွေမှာ goal သွင်းတာမသွင်းတာ ကိုကိုခွေကိုသွင်းခွေဖန်တီးမှုတွေချစီအများကြီးကို confirm မလုပ်နိုင်သေးတိုင်အောင်အဆုံးသက်ကအောပေါက်က၃မှတ်ပဲ၃မှတ်ကအဓိကပဲကိုရဲ့ပြိုင်ဘက်ထဲကမန်စီးတီးနိုင်ထားပြီးပြီချစ်စီးနိုင်ထားပြီးပြီနောက်နေ့ကျရင် Manchester's United နဲ့ Liverpool ပွဲရှိတယ်ဆိုတော့ဒီလိုချိန်မှာကိုဘက်ကကိုလို့ကိုတောင်းဝင်ကြည့်ဖို့ကိုတောင်းဝင်ကိုကြည့်ဖို့ပဲဆိုတော့ဘယ်လိုပြောမလဲ in terms of football အနေထားရကြည့်ရင်တော့ pure football ဒါဘယ်လိုပြောမလဲ attractive football တော့မဟုတ်ဘူး creative ဘိုင်းမှာလုံလောက်တဲ့ chance ကြီးရခဲ့တယ် confidence နဲ့ပတ်သက်လို့ yokres နဲ့အတိုးလုပ်တွေကောင်းနေဒါပေမဲ့သူ့ရဲ့ chance ကိုသူ clinic ခဲ့ခဲ့ဖြစ်ဖို့အားထက်ထားအနေနဲ့ confidence မြင့်ပေးဖို့လိုတယ်ဘာလို့တချို့ chance ကသူအဆုံးတတ်လိုက်ရင်ပွဲကပြီးသွားပြီဒါပေမဲ့အဆုံးမတတ်နိုင်ဘူးဒါပေမဲ့ liando trosso ဟာ arsenal ပေးတတ်တယ်တော့အမြဲတမ်း ကောင်းသောရလက်ကိုပူဆောင်ပေးဆိုအာထရဆောကတကယ်ထိုက်ဂိမ်းနေဖြစ်ပြီဆိုရင်အများအား၉ရလက်တည်းရှိတယ်ဒီချက်ကသူနဲ့မာတီနယ်လီအားသာချက်မာတီနယ်လီကအခုနောက်ပိုင်းမှာပိုပြီးဖုန်ကောင်းကောင်းကောင်းတယ်ဒါပေမဲ့ထရဆောကတကယ်အရေးကြီးတဲ့အချိန်မိတကယ်ထိုက်ဂိမ်းနေမှာသူကအဲ့လိုမျိုး chance ကိုသူအများအား၉ရတယ်နောက်တစ်ခုကအာစနယ်ရဲ့ defensive line နှစ်ပေါင်း130နဲ့ဗဒန်နစ်လေ138နှစ်အတွင်းမှာအချစ်လက်ဆုံးခံစင်းနဲ့ဆက်ပြီးတော့အာစနယ်ကအိမ်ကွင်းမှာဒါအခုဒါ လက်ရှိဖူဟန်ပေါ့လေလန်ဒန်ဒါဘီမှာဖူဟန်ကိုနိုင်ပြီးတော့ဇယားထိတ်ကိုပြန်တက်လာတယ်ဆိုတော့သူတို့ကရမှတ်16မှတ်နဲ့မန်စီးတီးကို3မှတ်ဖြတ်ထားပြီးတော့နောက်ထပ်ကလင်းရှင်းနဲ့နိုင်ပွဲရခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်